အမျိုးသမီးတွေကပို့ပြီးတော့ comparison လုပ်တတ်ကြတယ်ယောက်ျားလေးတွေထက်လေအဲ့တော့ तू ဟိုကုကုကိုဟိုဘယ်လိုပြောရမလဲอืมကိုယောက်ျားပေါ်မှာလည်းအထီးကြီးလေးစားမှုချောလာသလို ကိုကိုကိုလည်းကျင်းတဲ့ရောင်ရဲမှုတွေမရှိတော့ဘဲနဲ့အရင် insecure အရင်ဖြစ်လွန်သွားကြတယ် acting မှာအဲအရောင်လေးဖောက်ပြန်တာမျိုးတွေသူ့ထက်ပိုအောင်ထားနိုင်တဲ့လူမျိုးတွေနဲ့တွေ့တဲ့အခါမှာဟိုအရှက်တိတ်ခါဒါတွေကိုတခုမှမငဲကြည့်တော့ဘဲနဲ့အဲ my ear sensor လုံးမိသွားတာလေးလည်းတွေ့တယ်ကျွန်မ client ရဲ့နေထဲမှာလည်းရှိခဲ့ပါတယ်နော်အဲ့တော့ကျွန်တော်အရောင်ဖောက်ပြန်နေဆိုရင်အမျိုးသားတွေအများနဲ့ဒါပေမဲ့ရှိတော့ရှိရရှားပါတယ်ဖြစ်ပြောကြတယ်တကယ်တော့မဟုတ်ဘူးအဲကျမတို့ ဒီဆွေမျိုးတွေတကယ်ကျဲနေတဲ့မှာတော့ရှိပါတယ်အဲအမျိုးသမီးတွေဖောက်ပြန်တယ်အမျိုးသမီးတွေဖောက်ပြန်ပုံဆိုးတယ်အမျိုးသားတွေပဲဖောက်ပြန်ကြတာတော့မဟုတ်ဘူးเนาะအမျိုးသမီးတွေဖောက်ပြန်တာလည်းအများကြီးရှိတယ်အမျိုးအဲ့ဒါတော့အမှန်ပဲဗျအမျိုးသမီးတွေကကျတော့ဘလို့အကြောင်းအရာမျိုးတွေနဲ့ဖောက်ပြန်လဲဆိုတော့နံပါတ်1ကရောင်ရဲတည်တည်နိုင်ဆိုတာမရှိတာပေါ့နော်ကိုယ့်အိမ်တော်ကြီးမှာကို့မျိုးသားရှာပေးနိုင်တဲ့ပမာဏကိုလည်းကိုသိတယ်သိနေရတဲ့ကိုသူတို့ဒီထက်ပိုပြီးတော့မျောလင့်နေဒီထက်ပိုပြီးလိုချင်တယ် လိုချင်တဲ့အချိန်မှာလဲသူတို့ကိုစမ်းညာစမ်းရှိပြီးတော့သူတို့ကသူတို့ရှာပြီးတော့တုံးကျင်တဲ့ပတ်စံမျိုးနဲ့သူတို့ကလိုချင်တာမဟုတ်ဘူးအမျိုးသားတွေကို pressure အရန်ပေးတာပေါ့နော်အဲအမျိုးသားဥမာထားပါတော့ကိုယူတဲ့ယောက်ျားတလားကို၁၀သိန်းပဲဝင်ငွေရှိတယ်ဆိုတော့ကိုကအစွဲရသိပြီးသားဆိုရင်ဒီ၁၀သိန်းနဲ့ပဲကိုကလောက်အောင်သုံးမယ်လုံလောက်အောင်လုပ်မယ်ဆိုရယ်စိတ်ရှိတာမဟုတ်ဘူး ဒီအဲ Facebook social media မှာလည်းအခုဆိုလို့အရင်တိုင်ဆိုင်နေများကြတဲ့အခါမှာတယောက်နဲ့တယောက်နှိုင်းရှင်နေပေါ့နော်အဲဘယ်ယောက်ျားကတော့သူ့မိမကိုဘာလေးဝယ်ပေးတယ်ဘာလေးလုပ်ပေးတယ်ပေါ့ဒါလူတွေဆိုတာကတော့လေဟိုကျွန်မပြောချင်တာ social media မှာလည်းဟိုပျော်တဲ့အရာလေးတွေပဲလူတွေကဟို sharing လုပ်ကြတာပါဟိုအားလုံးကိုစီအိမ်တော်ရေးတိုင်းမှာအဆင်မပြေတာတွေရှိတယ်အဲမပြေလည်မှုတွေရှိတယ်အားလုံးကအနေနဲ့အများပဲကြွားလိမ့်မယ်လူနှူးပေါင်းဆက်ထားတာဖြစ်တဲ့အတွက်ဟိုသူ့ဟာနဲ့သူကတော့ရှိကြတာပဲအ ။ဒါပေမဲ့လေကိုကအဲ့ဒါကို comparison line လုပ်နေလို့မရဘူး။ comparison line လုပ်နေပြီးတော့ဟိုသူကကျတော့ဒါကြီးဖြစ်နေတယ်။ငါကျတော့ဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲဆိုအမဟုတ်ဘူး။အားလုံးကလေကိုပြချင်တဲ့နေရာလေးတွေကိုအဆင်ပြေတဲ့နေရာလေးတွေဒါမျိုးလေးတွေပဲရွေးထုတ်ပြီးပြတာ။ Facebook social media မှာတင်နေတဲ့အရာတွေအားလုံးနဲ့အမှန်တော့မဟုတ်လေဘူး။ ကိုအားလုံးကိုဘုတဘွားတစ်ခုလုံးရဲ့တစိမ့်တစ်ပိုင်းပဲအဲ့ဒါကိုကြည့်ပြီးတော့သူတို့မိသားစုကတော့ဒီလိုဖြစ်နေတယ်ဆိုပြီးအမျိုးသမီးတွေကပို့ပြီးတော့ comparison လုပ်တတ်ကြတယ်ယောက်ျားလေးတွေထက်လေအဲ့တော့သူဟိုကုကုကိုဟိုဘယ်လိုပြောရမလဲอืมကိုယောက်ျားပေါ်မှာလည်းအထီးကြီးလေးစားမှုလျှောက်လာသလို ကိုကိုကိုလည်းကျင်းတဲ့ရောင်ရဲမှုတွေမရှိတော့ဘဲနဲ့အရင် insecure အရင်ဖြစ်လွန်သွားကြတယ် acting မှာအဲအရောင်ကြီးဖောက်ပြန်တာမျိုးတွေသူ့ထက်ပိုအောင်ထားနိုင်တဲ့လူမျိုးတွေနဲ့တွေ့တဲ့အခါမှာဟိုအရှက်တိတ်ခါဒါတွေကိုတခုမှမငဲကြည့်တော့ဘဲနဲ့အဲ my view sense ကလုံးမိသွားတာလေးလည်းတွေ့တယ်ကျွန်မ client ရဲ့နေထဲမှာလည်းရှိခဲ့ပါတယ်เนาะအဲ့တော့ကျွန်တော်အရောင်ကြီးဖောက်ပြန်နေဆိုရင်အမျိုးသားတွေအများနဲ့ဖိပြောကြတယ်တကယ်တော့မဟုတ်ဘူးအဲကျွန်မတို့ဒီဆွေမျိုးတွေတကယ်ကျဲနေထဲမှာတော့ရှိပါတယ်အဲအမျိုးသမီးတွေဖောက်ပြန်တယ်အမျိုးသမီးတွေဖောက်ပြန်ဖို့ဆိုရဲ ောက်ပြန်ပို့ဆိုးတယ်เนาะဒါကတစ်ခုပေါ့နောက်တစ်ခုကကြတော့ဒီနောက်တစ်မျိုးကကြတော့ဒီပတ်စံကိစ္စကြောင့်တော့မဟုတ်ဘူးဒီအိမ်တော်ဝေးတာယာမှုပေါ့နော်ဘုံဝင်လေးပြောရမယ်ဆိုရင်စက်ကိစ္စကြောင့်အဲသူတို့ဒီဘယ်လိုပြောမလဲဒီမျိုးသားစီကနေပြီးတော့သူတို့လိုအပ်နေတဲ့အရာတစ်ခုမျိုးအဲ့လိုဖောက်ပြန်နေဆိုတာလည်းရှိတော့ရှိတယ်ဒါပေမဲ့ရှားပါတယ်ကိုအဲအချိန်ကြာကြီးဒီမျိုးသားမပေးဆွနိုင်တဲ့အရာအချိန်မှာတို့ဒီတခြားဆွဲလမ်းမှုတစ်ခုနဲ့ဆက်ကိစ္စကြောင့်ဖောက်ပြန်ကြတာတွေလည်းရှိပါတယ်ဒါတွေကကျွန်မကိုတွေးတွေကိုပြောနေတာပါတကယ်ကျွန်မ ကြုံခဲ့ဘူးတဲ့လိုက်ခဲ့ဘူးတဲ့အရာတွေကြောင့်ပါဒီဆက်ကိစ္စနဲ့ဖြစ်တာတွေကတော့ဒါအမျိုးသမီးမှမဟုတ်ပါဘူးအမျိုးသားတွေမှလည်းဒါနဲ့ပတ်သက်ပြီးအခုအမျိုးသမီးတွေပေါ်မှာစိတ်တိုင်းမကြတာမျိုးတွေရှိပါတယ်ရှိပါတယ်ဒါလေးတွေကတော့ကျမတို့အတက်နိုင်ဆုံးဖြိနိုင်ပြီးတော့ဆောင်ရွက်ရမှာအလေးတွေဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ကျမတို့အမျိုးသမီးတွေကကိုကိုကိုအရင် proud ဖြစ်လုံးနဲ့အမျိုးသမီးတွေဆိုလဲကိုယ့်ရဲ့ယောက်ျားပေါ်မှာစိတ်တိုင်းမကြမှုတွေအများကြီးလေကိုကပတ်စံပူရှာနိုင်တယ်အဲ့တော့အဲ့လိုချိန်တွေမျိုးမှာဆိုလဲ လျောက်သားပေါ်မှာအထက်ကြီးလေးစားမှုကကြောက်သွားတတယ်အဲ့တော့ယောက်သားလေးတွေကအဲတက်နိုင်ဆုံးစူးစမ်းပြီးတော့တော့အအများကြီးမဟုတ်ရင်တောင်မှအရင်စရှိရဲ့ယောက်သားတယောက်တော့ဖြစ်ဖို့လိုတယ်ပတ်စံနေအများကြီးမိန်းကလေးတွေပတ်စံပိုရှာလာနိုင်တော့မောက်မာလာကြတယ်အဲ့လိုမျိုးမောက်မာသွားတော့ယောက်သားလေးတွေကအလွန်နေရင်မရကာကြီးတွေဖြစ်တော့တာပေါ့ဗျာ ေးနိုင်တဲ့ယောက်ျားမဟုတ်ရင်တော့ကိုဟာဘာလို့ပဲဖြစ်ဖြစ်လုံနိုင်တယ်လုံရဲတယ်လုံတက်တယ်ဆိုတဲ့ယောက်ျားမျိုးဖြစ်ရင်တော့အမျိုးသမီးလေးကြီးစီကနေပြီးတော့မှ impress လက်တာပေါ့နော်ထင်ကြီးလေးစားမှုရတာပေါ့ဒီလိုချက်လေးတွေနဲ့ကတော့ဒါအမျိုးသမီးတွေဖောက်ပြန်ကြတာဟိုအများဆုံးဖြစ်တယ်ဖောက်ပြန်နေဆိုတော့လည်းမိန်းကလေးတွေကြီးမတိတတ်နေမဟုတ်ဘူးယောက်ျားလေးတွေဘက်ကလည်းလူတာပေါ့ဗျာပေါ့နော်ဟုတ်ကဲ့ပါ ဟိုအပြိုဆိုလေထောင်မကြဘူးဆိုတဲ့ဟာလေးကိုကျွန်မရှင်းပြချက်လို့အမငငယ်ရဲ့အရန်ဆောင်းထားရပေါ့နော်တခုခုဖောက်ပြန်မှုလုပ်တဲ့ခါကျလို့ရှိရင်တို့ကအပြိုသူ့တို့တလင်တမားဥဒင်းနဲ့တရားဆွဲလို့မရဘူးဆိုတဲ့ဟာမျိုးနဲ့တို့ကအရန်ဟိုဘယ်လိုပြောရမလဲသူတို့ရဲ့တိတာတိစင်မမြင်စေဆိုတဲ့အနေအထားနဲ့နေကြတယ်ဒါပေမဲ့တို့ကအဲ့လိုမနေဘူးတို့ကဥမာ my daily မှာ လက်လေးကင်ပြလိုက်တာတို့အဲသူများလင်တယ်နော်သူများလင်တယ်ဟိုသူတို့အဲ့လိုမျိုးတွေနေပြတာအဲပြီးလို့ရှိရင်အဲသူတို့ဘာလက်ဆောင်ပေးပါတယ်ဆိုပြီးကြွေပြတာတို့ဒါမျိုးတွေဒါမျိုးတွေလောက်တာပေါ့နော်အရင်ခက်ကပဲမင်းငယ်ဆိုရင်ဖုန်းရှိုးခွက်ရှိုးနေရအခုကဲမင်းငယ်ကဖုန်းရှိုးခွက်ရှိုးနေတဲ့အခင်မဟုတ်တော့ဘူးသူတို့ပတ်တယ်မဟုတ်ပေါ်တယ်ပြီးတော့ချိတ်ချောက်ရတာနဲ့သူတို့ဖိအားပေးရတာနဲ့တိလာနော်အမကုကုကုရဲ့အာမိမကိုကြောက်လားတို့တိလာကုကုထားလေးတော့မှမဆွလွတ်နိုင်ဘူးလားတို့ကနန်းနပြားကြီးအောက်သွားမရှိတစ်ဖက်ကရုံကြအကောင်ကလည်းသိရမလားနော်အဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့ တော့ဟိုမိငယ်မတွေကိုဘယ်လိုမျိုးထောင်ချလို့ရမလဲဆိုတာလေးကိုကျွန်မပြောပြမယ်။နော်မိငယ်အဲ့လိုကောင်းမတွေကြောင်းလဲမိသားစုတွေပြိုကွဲကုန်တာလည်းအများကြီးဗျ။ငယ်မတွေကိုကိုကမြင်တဲ့အခါကျလို့ရှိရင်တို့ထောင်ချလို့မရပါဘူး။တို့တွေကဘာမှလုပ်လို့မရဘူးလို့တွေးတဲ့အခါကျလို့ရှိရင်ကျမတို့ရာဇဝတ်မှုမှာ ကိုကဆလုပ်လိုက်တဲ့အရာတခုကျူးလွန်တာတော့ကိုကျူးလွန်တာဒါပေမဲ့အဲ့ကျူးလွန်မှုကိုကိုပေါအားထုတ်တယ်အတူတကွလုပ်တယ်အပိတ်ကူညီတယ်လို့သတ်မှတ်တယ်ဆိုလို့ရှိရင်သူ့မှာလည်းအပြစ်ရှိရယ်ဟိုမှာထားပါတော့ကွယ်ဒီစလုပ်ဥမာတခုပေါ့ လူတက်လိုက်တာတော့ကိုမဟုတ်ဘူးဒါမဲ့ကိုကခိုင်းစီတာပဲဖြစ်အဲ့တက်ရအားထုတ်တဲ့အချိန်မှာကိုကလည်းပါဝင်ပတ်သက်နေရဆိုလို့ရှိရင်အဲ့လူတက်မှုကသူတယောက်တည်းခံရတာမဟုတ်ဘူး A ကကိုရိုင်းတက်လိုက်တယ်ဆိုမြင် B ကလည်းအဲ့နေရာမှာရှိနေတယ်ကိုကိုရိုင်းအပိကူညီရဆိုလို့ရှိရင် B ပါအရာဆွေးမှုလူတက်မှုနေမှာပါဝင်တယ်အဲ့အဲ့လိုပဲတလင်းသမားဥပဒေလည်းအဲ့လိုပဲဖောက်ပြန်နေဆိုတာတဦးတည်းဖောက်ပြန်တာမဟုတ်ဘူးနှစ်ဦးစလုံးဖောက်ပြန်တာပြီးတော့တည်ရနဲ့ဖောက်ပြန်တာ အဲ့တော့တည့်ရက်နဲ့ဖောက်ပြန်တာကိုကျမတို့ဘယ်လိုသိနိုင်မလဲဆိုတော့အရင်ဆုံးတော့တော်တော်များများအများကြီးတွေကဟိုမှာရှေ့နေ notice ပို့တာတွေလောက်ကြရတယ် notice စာပို့ကြရတယ်တခါတလေကြတော့လေအော်စာနဲ့သွားချိန်ချောက်တာမျိုးလေးတွေရေးတယ်ပေါ့နော်အဲဒါသူ့မှာအိမ်အောင်ရှိချောင်းသွားအသိပေးတာပေါ့ information ပေးတာပေါ့အဲအဲ့ဒါမှနောက်ပိုင်းမှာမှာဆက်ဖြစ်တာရောဆက်မိတာရောဆိုလို့ရှိရင်ဒါနှစ်ဦးစလုံးပုံဝင်ပတ်သက်ပါတယ်ဆိုရဲဟာမျိုးပေါ့နော်ဒီအမှုမှာသူကိုယ်တိုင်အပိတ်ကူညီနေရယ်ဆိုရဲအချက်မျိုးနဲ့လေကျမတို့ပြန်ပြီးတရားဟုတ်မှာဟိုတရားပြန်ပြီးတော့ဆွဲဆိုလို့ရှာတယ်ပေါ့နော်ဒီလိုနည်းတွေနဲ့ပဲကျမတို့မိငယ်မတွေကိုထောက်ချက ကြစို့နော်ဖြစ်တဲ့ကိစ္စတွေဗျာကျွန်တော်မြင်ကလေးကပြန်ပြီးချိန်ချောက်တာတော့ငါ့အောင်လို့ဘာမှပြန်လို့လို့မရဘူးဆိုလို့ရှိရင်လုံးဝမကြောက်ကြပါနဲ့လုံးဝကြောက်ဖို့လည်းစိတ်ကူးမရှိပါနဲ့เนาะကျွန်တော်တို့ WWE Love Fan ကမြင်ကလေးကိုအကောင်းဆုံးနှိမ်နေပေးနေပါရှင်